ီရန်ရဲ့ဖော်ဒိုနျူကလ িয়ার ဆက်ရုံကအနောက်တိုင်းထောက်လန်းရေးအေဂျင်စီတွေအတွက်စဲသူနှစ်တခုကြော်ကြာစိတ်ပူပန်စရာဖြစ်လာခဲ့ပါတယ်။မြေောက်ပေ300ကျော်နက်ဆိုင်စွာတိဆောက်ထားတဲ့ဒီဆက်ရုံဟာအီရန်ရဲ့အစုလိုက်အပြုံလိုက်ဖျက်ဆီးရေးလက်နက်ထုတ်လုပ်လို့ရတဲ့ရည်ရွယ်ချက်ရဲ့အဓိကနေရာပါ။ဒါကိုခိုင်မာတဲ့ကာကွယ်ရေးစနစ်တွေနဲ့ကာကွယ်ထားပြီးမြဲအစ္စရေးနဲ့အမေရိကန်ကတော့ဒီဆက်ရုံကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ American Pentagon ရဲ့အစီရင်ခံတာတွေအရ B2 Separate ဘုံကျဲလေယာဉ်တွေကိုအရှေ့လေပိုင်းကိုဆေးလွှတ်ထားပြီး GBU 57 MOB ဘုံးတွေတည်ဆောင်ကဖော်ဒိုးလိုမြေအောက်နံနေတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးဖို့အသင့်ပြင်ထားပါတယ်။စစ်ရေးကျွမ်းကျင်သူတွေကဒီဆက်ယုံကိုဖျက်ဆီးဖို့ဆိုရင်ထောက်လန်းရေး၊လေကြောင်းတိုက်ခိုက်ရေးနဲ့စီဖြစ် unit တွေပါဝင်တဲ့ရှုပ်ထွေးတဲ့စစ်စင်ရေးတခုလိုအပ်မယ်လို့ပြောပါတယ်။ American Leader ဗိုလ်ချုပ် Mark Weatherington က B2 နဲ့ MOB ဘုံးတွေနဲ့ဆိုရင်နျူကလ ියා လက်နက်မသုံးဘဲဖော်ဒိုးကိုဖျက်ဆီးနိုင်တယ်လို့အတည်ပြုခဲ့ပြီးဒါဟာတီဟီရန်အတွက်တိုက်ရိုက်သတိပေးချက်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကိုမဆောင်မဲ့အစ္စရေးဟာအီရန်ရဲ့ဒုံးကျည်နယ်နျူကလ িয়ার ဆက်ရုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။တီဟီရန်ရှိလက်နက်သိုးလောင်ရုံတွေဒုံးကျည်ထုတ်လုပ်ရေးဆက်ရုံတွေနဲ့တော်လန်ရဲ့အဆောင်တပ်ဖွဲ့ဌာနချုပ်တွေပြစ်မှတ်ထားခံခဲ့ရပါတယ်။အီရန်ရဲ့ထိပ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်တအုပ်ကိုလည်း Hamex Kazi Kazi drone နဲ့ရှင်းလင်းခဲ့ပါတယ်။အစ္စရေးအနေနဲ့ဖော်ဒိုးကိုတအုပ်ရဲဖျက်ဆီးနိုင်မှာမဟုတ်ပေမဲ့အမေရိကန်ကိုကြားဝင်ဆောင်ရွက်ဖို့ဖိအားပေးနေပါတယ်။ အီရန်ကမြောက်ပိုင်းအစ္စရေးကိုပယ်ထိန်တုံးကြီး23သိန်းနဲ့ချက်ချင်းတုံ့ပြန်ခဲ့ပြီးဟိုင်ဖာမြို့နယ်ဆာရက်ကဆေးရုံတို့ကို ထိမှန်ခဲ့ကအရက်သား9ဦးဒဏ်ရာရခဲ့ပါတယ်။အစ္စရေးကဒါကိုအရက်သားတွေကိုတိုက်ရိုက်တိုက်ခိုက်ခြင်းဖြင့်အနီရောင်မြင်းကိုဖျက်ကျော်ခြင်းလို့သတ်မှတ်ခဲ့ပါတယ်။ဒီနောက်မှာအစ္စရေးကလည်းအီရန်ရဲ့ဒုံးကြီးပစ်လွတ်စခန်းတွေဒရုန်းတိုလောင်ယုံတွေရေဒါယာဉ်တွေနဲ့နျူကလ িয়ার ဆက်ဆက်ဆက်ယုံတွေကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးကဝေးဝင်ကြီးကတီဟီရန်ဆိုးရွားကိုအားနေသွားစေဖို့ နေရောညပါဇက်တိုက်တိုက်ခိုက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ Israel ရဲ့ဒုံးကျည်လိုက်လံရှာဖွေမှုစစ်စင်ရေးမှာ Hamax 900 UAV နဲ့ F15I F35I တိုက်လေယာဉ်တွေကိုအသုံးပြုပြီး Iran Iran ပိုင်နက်ထဲကရွေရှားနေတဲ့ပစ်မှတ်တွေကိုအချိန်နဲ့တပြေးညီခြေရာခံရှင်းလင်းခဲ့ပါတယ်။ Tehran ရှိအမျိုးသားရဲဌာနချုပ်နဲ့စစ်ဘက်အခြေစိုက်စခန်းတွေကိုလည်းပစ်မှတ်ထားခံခဲ့ရပါတယ်။ Tehran ဒီမှာ Spike တင်ကားဖြတ်ဒုံးကျည်ပစ်လွှတ်ဆက်တွေတွေ့ရှိမှုက ော့ဆက်ထူတပ်ဖွဲ့ဝင်တွေဟာအီရန်တဲကိုထိုးဖောက်ဝင်ရောက်ပြီးပြစ်မှတ်ချက်လက်တွေပေးနေတာဖြစ်နိုင်တယ်ဆိုတာကိုပြသနေပါဗျ။အီရန်ကနိုင်ငံပိုင်ရုပ်မြင်သံကြားကနေနျူကလ িয়ার လက်နက်ပိုင်ဆိုင်နိုင်တယ်ဆိုတဲ့တွယ်ဝိုက်ချက်ပြမှုကိုပြုလုပ်ခဲ့ပြီးဒါဟာအစ္စရေးနဲ့အမေရိကန်ကိုသတိပေးဖို့ကြိုးစားတာဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာသူတို့ရဲ့လက်တုံပြန်မှုစွမ်းရည်အားနည်းလာတာကြောင့်ဖြစ်နိုင်ပြီးညက်ပတ်တဲ့ဘုံအုံပြုံးမှုဒါမှမဟုတ်အမေရိကန်ကိုကြားဝင်စေလိုတဲ့ဆန္ဒဖြစ်နိုင်ပါတယ်။ ဒီစစ်ပွဲမှာဖော်ဒိုကအခုထိရှိနေသေးပြီးအစ္စရေးအနေနဲ့အီရန်ရဲ့နျူကလ িয়ার ဆက်ရုံကိုထိုးဖောက်ဖို့အမေရိကန်ရဲ့ MOB ဘုံတွေလိုအပ်နေသေးပါအကယ်၍အမေရိကန်ကဝင်ရောက်ဆောင်ရွက်ခြင်းမရှိဘူးဆိုရင်စစ်ပွဲကဒေသတစ်ခုလုံးကိုမီးဟုံဟုံ တောက်စေနိုင်ပြီးအီရန်ကဟော်စူးဟော်မုစ်ရေလက်ကြောင်းကိုပိတ်ပစ်မယ်လို့ခြိမ်းခြောက်ထားပါတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကအမေရိကန်ပါဝင်လာရင်စစ်ပွဲကရပိုင်းတွင်ပြီးဆုံးနိုင်တယ်လို့ပြောကြခဲ့ရာပြည်ပခရဲ့အဆုံးသတ်ဟာအမေရိကန်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်နေပါတယ် ဒုတိယအချက်အနေနဲ့အစ္စရေးရာရှိတွေကိုပို့ပြီးစိုးရိမ်စေတာကတော့တီဟီရန်ရဲ့နီးပြူဟာပြောင်းလဲမှုပါပဲ။အစောပိုင်းရက်တွေလိုဒုံးကျည်တလုံးနှလုံးကိုရန်ဖန်ရန်ခါပြစ်လွတ်တာမျိုးမဟုတ်တော့ပဲ။အီရန်ဟာလူနေထူထပ်တဲ့ဒေသတွေကိုတိုက်ရိုက်ပစ်မှတ်ထားပြီးပြင်းထန်တဲ့ရွေကျက်ရှိရှိတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်လာခဲ့ပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရဒီဒုံးကျည်အချို့မှာ cluster bombs တွေလိုလှုပ်ဆောင်ပြီးကျယ်ပြန့်တဲ့ပျက်စီးမှုတွေဖြစ်စေတဲ့ sub munition များစွာပါဝင်ပါတယ်။ ။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့အဆိုအရတချို့ဒုံးကြီးတွေမှာအစ္စရေးမကြုံမှုတဲ့မြည်သည့်ဒုံးကြီးထက်မဆိုပုံမိုကြီးမားတဲ့ဖြက်စီးနိုင်စွမ်းရှိပါတယ်။အချိန်လေးဟာအစ္စရေးနယ်စပ်အတွက်တာမကဒေတာတစ်ခုလုံးအတွက်ပါအန္တရာယ်ရှိလာပါတယ်။ကြားဖြတ်ဖမ်းဆီးခံရတဲ့ဒုံးကြီးစည်းဟာစီးရီးယားပိုင်နယ်ထဲကိုကြာရောက်ခဲ့ပြီးရေနံချက်ဆက်ယုံတစ်ခုမှာကြီးမားတဲ့မီးလောင်ကျွမ်းမှုဖြစ်စေခဲ့ပါတယ်။တချိန်ထဲမှာပဲအာရတ်နိုင်ငံများပြားဟာ အီရန်ကသူတို့ကိုဒေတာရင်းစစ်ပွဲတွေဆွဲသွင်းတော့မလားဆိုတာကိုစိုးရိမ်ပူပန်လာခဲ့ကြပါတယ်။ပြက်ကတ်မှုတွေပြင်းထန်နေပြီမဲ့အစ္စရေးကတော့ခိုင်မာသွားရပ်တည်နေပါတယ်။ကျွန်တော်တို့လက်တုံပြန်ဖို့မဟုတ်ပဲကျွန်တော်တို့ရဲ့အနာဂတ်ကိုကာကွယ်ဖို့ဆက်လက်တိုက်ခိုက်သွားမှာပါလို့ဆိုပါတယ်။ IDF တိုက်ခိုက်ရေး unit တွေကို Haifa, Tel Aviv နဲ့အလဲပိုင်းဒေတာတွေကိုကာကွယ်ဖို့ပြန်လည်နေရာချထားပါတယ်။ Iron Dome စနစ်ကိုအားဖြည့်ထားပြီး Arrow နဲ့ David Sling ဂျားဖြတ်ဖန်းစည်းရေး unit တွေကို အမြင့်ဆုံးစစ်ပွဲအသင့်အနေထားမှာထားရှိခဲ့ပါတယ်။ဒါ့ပေမဲ့လူတိုင်းကကာကွယ်ရေးစနစ်ဟာနေရာတိုင်းကိုအချိန်တိုင်းကာကွယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုနားလည်ကြပါတယ်။မေးစရာကတော့အီရန်ကနေစဉ်ဒုံးကြီး20-30စက်ပစ်လွတ်နေမယ်ဆိုရင်ဓာတုဒါမှမဟုတ်ဓာတ်ရောင်ကြီးစစ်ကောင်းတက်ဆင်ထားတဲ့ဒုံးကြီးတစ်စင်းကာကွယ်ရေးစနစ်ကိုကျော်ဖြတ်သွားမယ်ဆိုရင်အစ္စရေးဟာသူ့နေရာမှာခိုင်ခိုင်မာမာယက်တည်နိုင်မှာမလား။တမရာထရန်တိတ်ဆိတ်နေပြီမဲ့ပင်ကွန်ကတော့ဘီတူးစပရစ်ဘုံကျဲလေယုန်တွေဟာ ဖော်ဒိုနျူကလ িয়ার ဆက်ရုံကိုမိနစ်ပိုင်းတွင်ဖျက်ဆီးပစ်ဖို့အသင့်ပြင်ထားတယ်လို့ဆိုပါတယ်။ဒီလိုဝေရောက်ဆော့ဖတ်မှုအတွက်ကြီးမားတဲ့အပေးအယူတွေရှိပါတယ်။အီရန်ကအမေရိကန်ဝင်လာရင်ဟော်မုစ်ရေလက်ကြောင်းကိုပိတ်ပစ်မယ်လို့ချိန်ချောက်ထားပြီးဒါဟာကမ္ဘာ့ရေနံစင်းနှုန်းတွေကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။ဒါပေမဲ့စစ်ရေးကျွမ်းကျင်သူတွေကအီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကြောင့်အမေရိကန်ချက်ချင်းအရေးယူဆောင်ရွက်ခြင်းမရှိဘူးဆိုရင် နောက်မှာပေးဆက်ရမယ့်တန်ဖိုးဟာပိုကြီးလိမ့်မယ်လို့သတိပေးပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေဒန်ယာဟုကလည်းအမေရိကန်ပါဝင်လာရင်စစ်ပွဲကရပ်ပိုင်းတွင်ပြီးဆုံးနိုင်တယ်လို့ပြောကြားခဲ့ရာပြည်ပခရဲ့အဆုံးသတ်ဟာအမေရိကန်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပါတယ်။အီရန်မျိုးသားရုံးမြင့်တန်ကြားကနေနျူကလ িয়ার လက်နက်ပိုင်ဆိုင်နိုင်ကြောင်းတွယ်ဝိုက်အချက်ပြခဲ့ပါတယ်။ဒါကိုနျူကလ িয়ার အချက်ပြမှုနျူကလ িয়ার စနယ်လင်းလို့ခေါ်ပြီးအစ္စရေးနဲ့အမေရိကန်ပေါ်စိတ်ပိုင်းဆိုင်ရာဖိအားပေးခြင်းဖြစ်ပါတယ်။အီရန်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အခက်တွေ့နေပြီး နျူကလ িয়ার ဆက်ရုံများဒုံးကျည်စခန်းများများစွာပျက်စီးခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার လက်နက်တွေကိုအရေးမွတ်ပြောဆိုခြင်းဟာဆုံးရှုံးစရာဘာမှမရှိတော့တဲ့အထိမတွန်းပါနဲ့လို့တတိပေးတာပါပဲ။ဒါဟာညစ်ပတ်တဲ့ဘုံကိုအသုံးပြုနိုင်ခြင်းဒါမှမဟုတ်အမေရိကန်ကိုချားဝင်စေလိုတဲ့စိတ်ပြတ်အားငယ်မှုကြောင့်ဖြစ်နိုင်ပါတယ်။တုံ့ပြန်မှုအနေနဲ့အစ္စရေးလီတပ်ဟာဒုံးကျည်လိုက်လံရှာဖွေမှု missile handling စစ်ဆင်ရေးကိုစတင်ခဲ့ပါတယ်။ Hamas 900 UAV နဲ့ F15I, F35I တိုက်လေယာဉ်တွေကိုသုံးပြီးအီရန်ပိုင်တဲ့ကရွေးရှားပစ်မှတ်တွေကိုအချိန်နဲ့တပြေးညီခြေရာခံရှင်းလင်းခဲ့ပါတယ်။58နာရီတွင်ရွေးရှားပစ်လွတ်ဆက်ဒါသင်ပေါင်းများစွာနဲ့ UAV တိုးလာရုံတွေဖြတ်စည်းခံရပြီးအီရန်ပစ်လွတ်ခဲ့တဲ့ drone တစ်ထောင်ကျော်တွေက200အောက်သာအစ္စရေးနယ်စပ်ကိုဖျက်ချော်နိုင်ခဲ့ပါတယ်။တုံ့ပြန်မှုအနေနဲ့အစ္စရေးဟာနျူကလ িয়ার စီစဉ်ကိုအထောက်အကူပြုတဲ့အဆောက်အုံတွေကိုဓာတ်ရိုက်တိုက်ခိုက်ခြင်းဖြင့်ပုံမှုပြင်းထန်တဲ့လှုပ်ဆောင်မှုတွေလုပ်ခဲ့ပါတယ်။ တီဟီရန်စွန်ဖြားကစင်ထရီဖြူဆက်ယုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာယူရေနီယံကိုအများကြီးပုံမြန်တဲ့နှုံနဲ့ကျွဲဝစေဖို့အသုံးပြုတဲ့ IRG မျိုးဆက်ကိုထုတ်လုပ်နေတယ်လို့ယူဆရပါတယ်။ Garage နဲ့ Newsroom Nuclear Launcher IND Scenario ကိုလည်းတိုက်ခိုက်ခဲ့ပြီးဂျိုဒူတွေကလည်းမြင်ရတဲ့ပေါက်ကွဲမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီစစ်စင်ရေးကိုထူးခြားစရာကတော့သူ့ရဲ့တိကျမှုတွေမဟုတ်ဘဲတိုက်ခိုက်မှုတွေကိုအလှည့်မြန်ပြန်လည်လှုပ်ဆောင်နိုင်တဲ့မြန်ဆန်မှုပါပဲ။ အစ္စရေးဟာအီရတ်မြောက်ပိုင်းမှာဝေဟင်စီဖြစ်ယူနစ်တွေထူထောင်ထားပြီးသူ့ရဲ့တိုက်လေယာဉ်တွေကိုအီရန်လေပိုင်နဲ့ပေါ်မှာ၈နာရီကနေ၁၀နာရီဇက်တိုက်ပြန်သားနိုင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဗီဒီယိုရုပ်ပုံတွေမှာ F16 နဲ့ F35 လေယာဉ်တွေကိုအီရန်အနောက်ပိုင်းကောင်းကင်ယံပေါ်မှာညဘက်စီဖြစ်နေတာကိုပြသခဲ့ပါတယ်။ဒီနီးလန်းနဲ့အစ္စရေးဟာအီရန်အနောက်ပိုင်းကို ပွင့်လင်းတဲ့လေပိုင်နဲ့အဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ဒီနေရာမှာစစ်ပတ်ပြတ်မှတ်တိုင်းကိုတွေးရှိပြီး10မိနစ်အတွင်းရှင်းလင်းနိုင်ပါတယ်။ တီးကြဖွံ့ဖြိုးတိုးတက်မှုတစ်ခုအနေနဲ့အစ္စရေးလက်ထက်ဟာကာမန်ရှားရှိအီရန်လက်ထက်စခန်းတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးတပ်ဖွဲ့တွေဟာ H1 Cobra တိုက်ခိုက်ရေးရဟတ်ရင် unit တစ်ခုကိုဖျက်ဆီးခဲ့ပါတယ်။အီရန်ကအစ္စရေးစစ်စင်ရေးတွေကိုကြားဖြတ်ဖမ်းဆီးဖို့ဒီရဟတ်ရင်တွေကိုအသုံးပြုဖို့စီစဉ်ခဲ့တာပါ။လုံခြုံတယ်လို့ယူဆရတဲ့မြို့တစ်မြို့ဖြစ်တဲ့မာရှက်မှာ Boeing 707 C ဖြည့်လေယာဉ်တစ်စီးကိုပြေးလမ်းပေါ်မှာရင်လုံးဝပျက်စီးအောင်တိုက်ခိုက်ခဲ့ပါတယ်။ ါကအီရန်မှာဘယ်နေရာမှလုံခြုံမှုမရှိတော့ဘူးဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားကိုပေးပို့ခဲ့ပါတယ်။ဒီမှာပဲရပ်တန့်ခဲ့တာမဟုတ်ပါဘူး။အစ္စရေးဟာအီရန်ရဲ့အာယုံကြောစနစ်ကိုပါပြစ်မှတ်ထားခဲ့ပါတယ်။ပြည်တွင်းလုံခြုံရေးပေါင်းစပ်ညှိနှိုင်းမှုရဲ့ဗဟိုချက်အဖြစ်သတ်မှတ်ခံထားရတဲ့တီဟီရန်ရှိအမျိုးသားရဲဌာနချုပ် National Police Headquarter ကိုတိကျတဲ့ဝေဟင်တိုက်ခိုက်မှုနဲ့ဖြိုချခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမကဘဲတီဟီရန်အစိုးရရဲ့ လူမှုထိန်းချုပ်မှုစွမ်းရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ဒါဟာရခိုင်ကအစိုးရအတွက်အဓိကစိုးရိမ်စရာဖြစ်ခဲ့တဲ့ပြည်ရင်းဆန္ဒပြမှုတွေတွင်အီရန်ကပြည်ရင်းထိန်းချုပ်မှုပြတ်တောက်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်။မဟာဗျူဟာမြောက်ရှူတောင်းကနေကြည့်ရင်အစ္စရေးဟာပြန်လည်တိုက်ခိုက်ုံနဲ့မကပဲအရှေ့လေပိုင်းမှာရှိတဲ့အင်အားချိန်ခွင်ရှာတစ်ခုလုံးကိုပြန်လည်ပုံဖော်နေတယ်လို့ပြောနိုင်ပါတယ်။အီရန် drone တွေနဲ့ဒုံးကျည်တွေကိုကြားဖြတ်ဖမ်းဆီးခံရတဲ့အခါထုတ်လို့ရေးဆက်ယုံတွေပျက်စီးတဲ့အခါနဲ့ ဝေဟင်စီဖြစ်လျင်တွေပျက်စီးတဲ့အခါအီရန်ဟာပဋိပက္ခကို ရှေ့ကြအောင်လှုံ့ဆော်နိုင်တဲ့ကိုဆုံရှုံသွားပါတယ်။ထောက်လိုင်းအေဂျင်စီတွေကတီဟီရန်အနီးနားမှာအစ္စရေးအထုတပ်ဖွဲ့တွေဖြစ်နိုင်ခြင်းမော့ဆက်ရဲ့တပ်ဖွဲ့ဝင်တွေရှိနေတာကိုပါတွေ့ရှိခဲ့ပါတယ်။မြို့တော်မြောက်ပိုင်းရှိတောင်တန်းတွေမှာ spike တင်ကားဖြတ်ဒုံးကျည်ပြစ်လွတ်ဆက်ကိုတွေ့ရှိခဲ့ရာကအစ္စရေးဟာပြစ်မှတ်တွေတတ်မှတ်ခြင်းနဲ့အဆင့်မြင့်ပြစ်မှတ်တွေကိုလုံခြုံခြင်းအတွက်အထောက်အကူပြုဖို့ထိုးဖောက်ဝင်ရောက်တဲ့ unit တွေကိုချထားနိုင်ခြင်းရှိတယ်ဆိုတာကိုပြသနေပါတယ်။ ဒုံးကျည်လိုက်လံရှာဖွေမှုစစ်စင်ရေးဟာဝေဟင်တိုက်ခိုက်မှုတစ်ခုတည်းမဟုတ်ပါဘူး။ဒါအပြင်နောက်ဆုံးဝေဟင်တိုက်ခိုက်မှုတွေဟာအလွန်အမင်းထိလွယ်လျှောက်လွယ်ပြစ်မှတ်တွေကိုထိမှန်ခဲ့ပါတယ်။တီဟီရန်ရှိအီရန်ရဲ့အမျိုးသားရဲဌာနချုပ်ပြည်ရင်းလုံခြုံရေးပေါင်းစပ်ညှိနှိုင်းမှုရဲ့ဗဟိုချက်ဟာတိကျတဲ့ဝေဟင်တိုက်ခိုက်မှုနဲ့ဖျက်ဆီးခံခဲ့ရပါတယ်။ဒါဟာရုပ်ပိုင်းဆိုင်ရာထုံးလက်ချက်တွေမှာပဲတီဟီရန်အစိုးရရဲ့လူမှုထိန်းချုပ်မှုစွမ်းရည်ကိုပါထိခိုက်စေခဲ့ပါတယ်။ AH1 Cobra တိုက်ခိုက်ရေးရဟရင်တက်ခွဲရှိရာ ကာမန်ရှားရှိလေးတစကန်ကိုရဟတ်ရင်တွေမပြန်တက်နိုင်ခင်မှာပဲလုံးဝပျက်စီးသွားခဲ့ပါတယ်။တချိန်ထဲမှာပဲအီရန်ရဲ့အရှိမြောက်ဖျားအထိအကာအကွယ်မဲ့တယ်လို့ယူဆရတဲ့မာရှက်လေစိတ်ဟာရုတ်တရက်ဝေဟင် တိုက်ခိုက်ခံရပြီး KC-77 စီဖြစ်လျင်တစည်းကိုပြေးလန်းပေါ်မှာတင်လုံးဝပျက်စီးသွားသေးခဲ့ပါတယ်။အစ္စရေးဟာမြေပြင်ထောင်လန်းရေးမှတဆင့်သာရရှိနိုင်မဲ့အသေးစိတ်ပြစ်မှတ်မြေပုံတွေကိုရရှိထားတယ်ဆိုတာတန်တရားရှိစရာမလိုပါဘူး။ဒါကြောင့်မဲမော့ဆက်အထူးတပ်ဖွဲ့ဝင်တွေဟာ ပါရှန်စကားပြောနိုင်မှုလျှို့ဝှက်လှုပ်ရှားနိုင်မှုတွေနဲ့အတူအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတာပါပရိပခမစတင်ခင်ကတည်းကတီဟီရန်ကိုထိုးဖောက်ဝင်ရောက်ခဲ့ပြီးလေဆာလမ်းညွန်ပစ္စည်းတွေစိုက်ထူခဲ့တာဒုံးကျည်ပြစ်လွတ်ဆက်တွေမှာခြေရာကန်ပစ္စည်းတွေတက်ဆင်ခဲ့တာနဲ့နိုင်ငံရေးလှုပ်ကြံတပ်ဖြတ်မှုတွေတောင်လှုပ်ဆောင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်အနောက်တိုင်းသတင်းရင်းမြစ်တွေကဆိုရင်မော့ဆတ်ဟာအစ္စရေးဒရုန်းတွေအတွက်လျှို့ဝှက်ယူရေနီယံတူလောင်ယုံတွေမြေအောက်ဥမင်လှိုင်ကောင်းဝင်ပေါက်တွေနဲ့ အီရန်ဒေါ်လာရင်းအဆောင်တဖွဲ့ IRGC ရဲ့ရွေးချားထိန်းချုပ်ရေးရှင်တွေကိုပါတိုက်ခိုက်ဖို့ပြစ်မှတ်အချက်လက်တွေပေးခဲ့တယ်လို့ဆိုပါတယ်။ဒီဆက်စင်ရေးတစ်ခုလုံးကိုတဲအဖစ်ကနေဘလို့ကြီးကျယ်တဲ့ကြီးညာချမ်းမှာမှာပါပဲလျှို့ဝှက်စွာလှုပ်ဆောင်နေတာပါ။ Israel ကကြွားဝါခြင်းမရှိဘူး။ပုံရိပ်တွေ၊ဗီဒီယိုတွေနဲ့တီဟီရန်မြို့လယ်မှာလောင်ကျွမ်းနေတဲ့မိတောက်တွေကိုသူတို့ဘာသာပြောခွင့်ပေးလိုက်ပါတယ်။ဒါဟာဒီဆက်စင်ရေးကိုအမြင့်ဆုံးအဆင့်လျှို့ဝှက်စစ်ပွဲအနေနဲ့လှုပ်ဆောင်နေတယ်ဆိုတာကိုပြသနေပါတယ်။ စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုကတော့အကြီးမားပါတယ်။အီရန်ပြည်သူတွေဟာသူတို့လုံခြုံတယ်လို့ယုံကြည်ထားတဲ့နောက်ဘက်နေရာတွေအထိဘုံတွေကျနေတာကို တွေ့ရပြီးမြို့တော်မှာလုံခြုံရေးရန်တရားကိုတိုက်ခိုက်ခံရတဲ့အခါပြည်ရင်းမှဝိုင်းရံပိတ်ဆို့ထားရတဲ့ခံသားချက်စတင်ပြန့်နှံ့လာခဲ့ပါတယ်။ဒါကတီဟီရန်ကိုတုံ့ပြန်ဖို့တွန်းအားပေးခဲ့ပါတယ်။အီရန်တဝမ်းလုံးအင်တာနက်ချိတ်ဆက်မှုကိုလုံးဝဖြတ်တောက်ပစ်ခဲ့တာဟာသတင်းချက်လက်ပေါက်ကြားမှုတွေကိုကာကွယ်ဖို့နဲ့အစ္စရေးရဲ့အချက်လက်စုဆောင်းမှုတွေကိုနှေးကွေးစေဖို့ရည်ရွယ်ခဲ့ပေမဲ့ ဒီလှုပ်ရှားမှုကပြည်သူမကျေနပ်မှုကိုသာတိုးဝစေပြီးလျှို့ဝှက်ခုခံမှုစိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပါတယ်။စစ်ဘက်မျက်နှာမှာတော့အီရန်ဟာသူတို့ရဲ့နောက်ဆုံးပေါ်မော်ဒယ်တွေဖြစ်တဲ့ခူရန်ရှားနဲ့ဖာတက်2တုံးကြီးတွေကိုဇက်တိုက်ပစ်လွတ်ပြီးလက်တုံပြန်မှုကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကအလွန်နှိမ့်ကြပြီးအများစုကိုကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။တချိန်တည်းမှာပဲအစ္စရေးကရပ်တန့်မဲ့လက္ခဏာမပြခဲ့ပါဘူး။ဒရုန်းတွေဂျိုဒူးတွေနဲ့အထူးလျော့ဝက်တပ်ဖွဲ့တွေရဲ့ပံ့ပိုးမှုနဲ့တူ အီရန်ရဲ့စစ်ဘက်ရန်တရားရဲ့အစိတ်ပိုင်းတိုင်းကိုဝေဟင်ကာဝယ်ရေးကနေထောက်ပံ့ရေးလမ်းကြောင်းတွေထောက်ပံ့ပို့ဆောင်ရေးနဲ့အမိန်ပေးထိန်ချုပ်မှုအထိစနစ်တကျပြတ်မှတ်ထားပျက်စီးမဲ့ရေရှည်စီမံကိန်းကိုလှုပ်ဆောင်နေပါတယ်။ဒီစစ်စင်ရေးဟာနိုင်ငင်းနဲငယ်တာကြာခဲ့တာမဟုတ်ပဲတပတ်လုံးလုံးပြင်းရတဲ့အချိန်ကြီးမကြဆင်းပဲဇက်တိုက်လှုပ်ဆောင်ခဲ့ခြင်းပါပဲ။ဒါဟာပြန်လည်တိုက်ခိုက်တဲ့စစ်စင်ရေးတစ်ခုမဟုတ်တော့ပဲဂိမ်းတစ်ခုလုံးကိုလုံးဝပြန်လည်ပုံဖော်ခြင်းဖြစ်ပါတယ်။ဒီဟီရန်ကောင်းကင်ထဲမှာ မိဂိုးတွေနဲ့မိတောက်တွေဝေနေစဲမှာပဲမြေထဲပင်လယ်ကနေမဟာဗျူဟာမြောက်အချက်ပြမှုအစ်တစ်ခုပေါ်ထွက်လာခဲ့ပါတယ် USS Gerard R4 လေယာဉ်တင်သင်းမော့ဟာသူ့ရဲ့တိုက်ခိုက်ရေးအဖွဲ့တစ်ခုလုံးနဲ့တူစိတ်ကန်းကနေထွက်ခွာပြီးအရှိတ်ဘက်ကိုဦးတည်နေပါတယ်ပင်ဒဂွန်ရဲ့သတင်းအချက်လက်တွေအရဒီသင်းမော့ဟာ American ဥရောပကုကဲမှု EU ကွန်မြေစစ်စင်ရေး area တွေကိုဝင်ရောက်မှာဖြစ်ပေမဲ့အရှိတ်လေပိုင်းမှာရှိတဲ့ပြည်မှန်မှန်သမျှကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေအောင်လုံလောက်တဲ့အနီးအနားမှာကြောက်ချထားမှာဖြစ်ပါတယ် ဒါဟာဝေးကွာတဲ့အထောက်အပံ့မဟုတ်တော့ဘဲအမေရိကန်ပြည်ထောင်စုရဲ့ရုပ်ပိုင်းဆိုင်ရာ ခိုင်မာတဲ့တက်ဆွဲမှုဖြစ်ပြီးပြစ်ခတ်ဖို့အသင့်ရှိနေခြင်းဖြစ်ပါတယ်။တချိန်ထဲမှာပဲအီရန်ဆိုရလေရင်သုံးသီးဖြစ်တဲ့ A321 နှစ်စီးနဲ့ A340 တစ်စီးတို့ဟာတီဟီရန်ကနေအိုမန်ကိုထွက်ခွာသွားတာတွေ့ရှိခဲ့ပါတယ်။အီရန်ဟာတရံဝင်စစ်ပွဲတွေကိုအမေရိကန်မဝင်လာအောင်တားဆီးဖို့အတွက်မက်စကက်ရှိတန်တမန်လမ်းကြောင်းတွေကနေအမေရိကန်နဲ့လျှို့ဝှက်ဆွေးနွေးဖို့ကြိုးစားနေတယ်လို့သတင်းရင်းမြစ်များသာကဖော်ပြပါဗျာ။ ဒါပေမဲ့အရာအလုံးကကန့်သက်ချက်ကိုကျော်လွန်သွားပုံရပါတယ်။အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေဒုံးကျည်တိုးလောင်ရုံတွေစစ်ဘက်လေဒါစကန်တွေနဲ့ထောက်ပံ့ပို့ဆောင်ရေးဗဟိုတွေပျက်စီးနေတာကြောင့်တီဟရန်ဆိုရဟာနိုင်ငံကိုအပြည့်အဝထိန်းချုပ်နိုင်စွမ်းတဖြည်းဖြည်းဆုံးရှုံးနေပါတယ်။အမျိုးသားရဲဌာနချုပ်ကိုဖြိုချခဲ့ပြီးပြည်ရင်းအင်တာနက်ကိုဖျက်တောက်ထားပါတယ်။အဓိကမြို့ကြီးတွေမှာသတင်းအချက်အလက်စီးသိမှုကမောက်ကမဖြစ်နေပြီးအစ္စရေးကနိုင်ပလုံမနာရန်ဝေဟင်တိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။ အခုချိန်မှာအမေရိကန်ကသူ့ရဲ့ရေတပ်နဲ့မဟာဗျူဟာမြောက်လေလောက်တွေကိုစတင်တပ်ဖြန့်နေပြီဖြစ်လို့အီရန်မှာရွေးချယ်စရာနှစ်ခုသာကြာမှာတော့လေပရိပခါကိုရှော့ချပြီးဆွေးနွေးပွဲစပွဲကိုလာမလားဒါမှမဟုတ်နောက်ဆုံးမြင်းကိုဖျက်ကျော်ပြီးအမေရိကန်ကိုစစ်ပွဲကြီးတဲ့တစ်ခုတည်းဆွဲသွင်းမလားဘာဖြစ်လို့လဲဆိုတော့အမေရိကန်စစ်ပွဲတဲ့ဝင်လာတာနဲ့စစ်မြေပြင်ကတီဟီရန်ဒါမှမဟုတ်ဂါဇာကိုပဲကန့်တတ်ထားတော့မှာမဟုတ်ပါဘူးဟော်မုစ်ရေလက်ကြားကနေလက်ဘနွန်အထိ ဆီးရီးယားကနေအီရတ်နဲ့ကာတာရှိအမေရိကန်စခန်းတွေအထိအရှိအလဲပိုင်းတစ်ခုလုံးကို ပြန့်နှံ့သွားနိုင်ပါတယ်။ကဘာစစ်ရဲ့တကားကမပွင့်သေးပါဘူး။ဒါပေမဲ့မကြခင်ပွင့်တော့မယ့်အလားထင်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။